ဟာဘာလဲကျွန်တော်ဆိုရင်ပို့ပြီးတော့သူလိုချင်တာဖြစ်ချင်တာလည်းဖြစ်တယ်။ဘာလို့သူဇမင်းသားဝတ်စားလို့သူအရင်ဝတ်ချင်နေတာ။အဲ့ဒါကတော့ဖြစ်တယ်ဗော။ဇက်ပြောလဲကျွန်တော်တို့ဇက်မင်းသားတွေတော်လည်းခြေခံထားတယ်ဆိုတော့ဟိုကြီးကွက်တိပဲဘယ်ဒီမှာဟာကွက်မရှိဘူးဗောနော်။ခေါင်းမောင်ကကိုကျော်ကျော်ဝတ်ချင်တော့ခေါင်းမောင်ကိုထွန်းငားလာတာ။ဝတ်စုံကတတော်ဝတ်စုံကိုထွန်းဝတ်တာကိုကျော်ကျော်ဝတ်ငားလာတာ။အဲ့လိုအဲ့လိုပြောမယ်ပြောမယ်နေ။ဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်။ ညကလည်းငါ့ကိုအကောင်လိုက်ပြီးသရေချောက်တယ်ရှိတာပေါ့ခက်ခဲခဲရတယ်ဆိုတာလေအလုပ်လုပ်ကပြောနေတယ်စိတ်ညစ်တယ်ဆိုတာမရှိဘူးဘာကြောင့်လဲကိုထွန်းထွန်းဖြစ်နေတာပေါ့ထွန်းထွန်းကသူနိုင်တဲ့လူတွေခိုင်းတာလေရုပ်ွေဆိုအကုန်လုံးပါရတယ်သူနိုင်တဲ့လူခိုင်းတဲ့ခါမှာလည်းနဲ့လူတိုင်းနဲ့မပြင်းဟောရုပ်ွေဆိုကိုဖြိုးဆိုရင်တာလေမနေ့ကရောက်တယ်ညမိုးရေသူများရသေးဘူးတစ်စီးတော့မပါသေးဘူးအဲ့ဒါမျိုးကြောင့် တော်တော်စိတ်မရှိထားတော့မှာပြန်ဖြတ်သွားမှာပေါ့ဒါတငယ်ချင်းဟိုပြီးတော့စကားကောင်းတယ်ဘယ်သူမှဟာဟိုအနှစ်တော်လားရှိကိုယ့်နေရာကိုပုံဖော်ထားတာပေါ့နော်အဲ့ဒါကြောင့်မို့လဲဟောဘောဒီကားလေးကြည့်ရင်လည်းအမောပြေရပါစေဆုတောင်းပါတယ်ဟောဒီမှာကျွန်တော်ကအာဒီနေမောရွာဆိုမှာဇက်ရဲ့ဇက်စရာတယောက်နေတယ်ကျွန်တော်ပေါ့ဝင်ထားပါတယ်အပြင်တော့ကဟာပဲပေါ့နော်ဒီကပြောမှာစအပြင်ကဇက်စင်းတာမတွေ့တာအပြင်တော့မှရှိ type ကိုပဲ ဦးစားပေးထားပါတယ်เนาะဒါကိုထွန်းဝင်ကိုထွန်းနှောင်းရဲ့ဇလန်းလေးပေါ့เนาะဒါတရေဟိုတရေဟာတာတရေလာပေါ့เนาะပြောပြတာကြောက်လက်ကြောက်ဆက်ခေါင်းနဲ့ပြီးဇက်ရဲ့ပုံစံလေးနောက်ဖက်ကပုံစံလေးတွေတွေ့ရတယ်ပေါ့เนาะအဲ့ဒါလေးတွေပိတ်သက်တိပါရည်လက်ကြီးရပါတယ်เนาะအဲ့ဒါကိုလည်းချိန်ခံလာမှာပဲเนาะတကယ်ဇက်ဒီမှာကိုထွန်းရေးရလဲအဲ့ဒါကိုကျွန်တော်ပြောပြလိုက်တဲ့ခါမှာအဲ့လိုချိန်ခံလာလေးပါမှာပေါ့เนาะဟောကျွန်တော်လူတယောက်မှမရှိဘူးကနေရတာရှိတယ်အဲ့ဒါမဲ့မနေ့ကျလို့ရှိရင်ဟာအဲခါရွေးနေရတာအကုန်လုံးရှိကြတယ် အဲအဲ့လိုမျိုးလေးလေကြုံခဲ့ရတာဒါအများကြီးပါအများကြီးကြုံခဲ့ရဆိုတော့ကြုံခဲ့တဲ့တွေကတစ်ခုပေါ့နော်အဲ့လေကိုစကားပြဖန်တတ်တော့ပေါ့နော်ဟောဟုတ်ကဲ့ဟောဦးဇန်လာတဲ့ကာလပြူကဦးဇန်လာကျေးဇူးတင်ပါတယ်ဟောသူနှစ်ယောက်ကကျွန်တော်တို့နှစ်ယောက်လို့ပါနေတာဟိုဆက်ဆက်ဖေကကျွန်တော်တို့ပါတယ်ပြီးတော့လေမင်းသားနေရာမှာကိုကျော်ကျော်ဘူးအဲကိုကျော်ဘူးကပဲကျွန်တော်ဟိုနေရာချပေးတာအဲပြဿနာစရာကျွန်တော်ဖြစ်နေတာပေါ့ဟုတ်အဲ့ပေါ့နော်ဟောဆိုဇက်အခြေခံတာအခြေခံတော့သူရေးတဲ့ဥစ္စာလေးကလည်း သူ့စိတ်ကူးလည်းအရင်ကောင်းတယ်ပြပြလောက်တော့မဟုတ်ဘူးလေပြဒရိုက်တာလည်းကိုအောင်ချမ်းလူဆိုတော့ဘာမှပြောရမရှိဘူးလို့တော့ပြောကျွန်တော်တကယ်ကြီးနဲ့စုံစုံနေဆိုပြီးတော့လဲပြပြရိုက်တိုက်တဲ့ကာမဟုတ်တာကိုသိတာလေအာဘာဖြစ်လို့ဆိုတော့အဓိကဆိုလို့ရှင်ဇလန်းလည်းရှိတယ်ဇက်ကွက်လည်းရတယ်ဘယ်သူမှနေရာမလုပ်ဘူးအာဘာလဲကျွန်တော်ဆိုရင်ပို့ပြီးတော့သူလိုချင်တာဖြစ်ချင်တာလည်းဖြစ်တယ်ဘာလို့သူဇမင်းသားဝဆောက်သူအရင်ဝှစ်နေတာ ဲ့စကားမှာဖြစ်တယ်ပေါ့ဇက်ပြောလဲကျွန်တော်တို့ဇက်မင်းသားရဲ့တော်လဲခြေခံထားရဲဆိုတော့ဟိုကွက်တိပဲဘယ်ညမှာခါကွက်မရှိဘူးပေါ့နော်ခေါင်းမောင်းကကိုကျော်ကျော်ဝါကျွန်တော်ခေါင်းမောင်းကိုထွားငားလာတာဝတ်စုံကတတော်ဆိုကိုထွန်းဝတ်တာကိုကျော်ကျော်ဝါငားလာတာအဲ့လိုအဲ့လိုကြောင်းမြင်ကြောင်းမြင်နေကြောင်းမြင်မမရဲ့အစီအစုံဟာတကူပြောဆိုရင်သူဇက်ဇက်ကိုထိုးလိုက်တော့ထိုးပြီးခုနိုင်ရှင်းနိုင်တော့ပွဲထွက်ပြလိုက်တာထွက်ပြီးအကဲ့ရပါတင်ပြလိုက်တာဒီတကယ်ကပြလိုက်တာတကယ်လည်းရွာသားရဲ့အကူလုံးဝင်လာတာ ဝင်လိုက်ကောင်ကကျွန်တော်အဲ့ဒါကိုပြင်းញမ်းပြီးအရှင်းကျွန်တော်ရေးတာကျဆက်ဝင်အရှင်းကျွန်တော်ရေးတာစိတ်ဝင်စိတ်ဝင်ဆိုအဲ့ကျွန်တော်အဲ့သင်းလေးရအောင်ကျွန်တော်ရေးလိုက်တယ်ရေးလိုက်ရေးလိုက်ပေါ့အဲ့တချင်းကိုပွင့်လိုက်ပြီးပေါ့ဆယ်နှစ်နာရီလောက်ပေါ့နော် shooting break ဆိုပြီးလိုက်ပေါ့အဲ့ရော်ဇာရေသားရထွက်ပြီးတော့အဲ့ချင်းနဲ့ထွက်ပြီးအိမ်ပြန်သွားကြတာစိတ်ဝင်စိတ်ဝင်ဆိုအချင်းလေးနဲ့အိမ်ပြန်သွားကြတော့ပို့ပြီးတော့ဟာဒီစက်ပေါက်နေပြီလားလို့ဘာလို့နော်ဒါကတော့အဲ့အမမရအဖြစ်ဆုံးတာပေါ့ စရစပေါ့ဆိုတော့မလွယ်ဘူးလေတော့တရှင်းလေးရသားဟိုကျွန်တော်စရထောက်လို့ရှိရွှေမန်းတဲ့တရှင်းလေးဆိုသွားတယ်ပဲဟာစိန်ဝင်းစရရထွက်သွားတဲ့ခါမှာစိန်ဝင်းစိန်ဝင်းဆိုပြီးတော့ရွာသားရတကယ်ဆိုပြီးထွက်သွားကြတာဩကိုလည်းပီတိဖြစ်ပါတယ်အဲ့အတွက်ဟာထွက်သွားကြတော့ဗစကားကြီးလည်းတကယ်စီးရတော့ပေါင်းတဲ့လူအကုန်လုံးကစကားကြီးစီးရတာလေကျွန်တော်ကျော်ကျော်ဝါရှိကန်ဟောဆက်စီရတယ်မင်းသားကိုဟာဘောကစကားကြီးစီးရက်လိုက်ရတာကျွန်တော်ကောင်းမှုအကြောင်းပြုရှိတာပေါ့ခက်ခဲခဲရတယ်ဆိုတာလေအလုံးလုံးကပြောနေတယ်စိတ်ညစ်တယ်ဆိုတာမရှိဘူး ဘာကြောင့်လဲကိုထွန်းထွန်းဖြစ်နေတာပေါ့ထွန်းထွန်းကသူနိုင်တဲ့လူတွေခိုင်းလာလေကျုပ်ကဆိုအကုန်လုံးပါရတာသူနိုင်တဲ့လူခိုင်းတဲ့အခါမှာလည်းနဲ့လူတိုင်းနဲ့မပြင်းဟိုရုပ်နိုင်ကိုဖြိုးဆိုရင်တာလေမနေ့ကရောက်တယ်ညမွေးလေးသူမရရသေးဘူးတစီောက်မပါသေးဘူးအဲ့ဒါမျိုးကြောင့်တော်တော်စိတ်မရှိထားတော့မှပြန်ဖြတ်တော့မှာပေါ့ဒါတငယ်ချင်းဟိုပြီးတော့စကားကောင်းတယ်ဘသူမှဟိုအနှက်တော်လားရှိကိုနေရကိုပုံခေါ်ထားတာပေါ့နော်အဲ့ကြောင့်မို့လဲဟိုဒီကားလေးကြည့်ရင်လည်းအမောပြေရပါစေဆုတောင်းပါတယ် အဲ့ဘာကိုရပြောလို့ကန်လို့လို့ရရှိဆိုလို့ရှင်အောက်ကလူတွေတော့ post လုပ်ထားမှာပေါ့နော်ကျန်တာအာ post လို့လာသူညင်တာမဟုတ်ရင်အောက်ကအတန်သူတို့ခံစားချက်တော့မပြည့်စုံရင် live ကြီး live move မှာကျတော့ခံစားချက်တော့မပြည့်စုံတဲ့ခါမှာငိုနေရနဲ့ဥမာကားချလိုက်တယ်ဟာမတန်ဘူးဟိဘာညာကိုအော်ကြမှာပဲပြကြမှာပဲဒါသူတို့ခံစားချက်တွေလေအဲ့ဒါလေဖြည့်ဆည်းပေးရမကုတ်တောင်းလွန်လာရင်တော့တမျိုးပေါ့လွန်လာရင်ဟောဘုရားပွဲမှာရှိကြတယ် လိုက်မှာអော်ចាហេះចាវាရှိတယ်លွန်လာရင်သူ့ကိုអុសុយយထိန်းတယ်မលွန်လာရင်ဇက်ဘက်ကលွန်လာရင်မលွန်អောင်គូបាតောင်းយូរមកအဲ့လေတော့ကိုကျင်းသုံးရတယ်ဒီ move ကိုရတဲ့အတွက်ဟိုကို့လူပညာလည်းတချေခံတယ်ဟိုအလုပ်လုပ်ရတဲ့နေရာမှာတွန့်ကျဲတယ်ဟုတ်မလားအဲ့ကြောင့်တခါကျလို့ရှိရင်ကျွန်တော်တို့မင်းသားဘဝဆိုတော့တော်တော်လိမ့်လာမှာဖြစ်တယ်ပြီးတော့လေရေရှည်ခံမှုလည်းခင်းရင်တယ်ရေရှည်ခံပြီးရင်လည်းမကြတော့ဘူး ဒါကျွန်တော်တို့လည်းကြားတင်နေပြီခုပြောမှာဟိုပြောချင်တာကြားတင်နေဆိုတာအဲ့လိုပြောတာမဟုတ်ပါဘူးအမှုပညာချင်တာလေပိတ်သက်ကိုပိတ်ဆက်တာအဲ့တခုပဲစဲတာစဲတာမဟုတ်ရင်လည်းကျွန်တော်အပြင်လုပ်ငန်းမလုပ်တော့ဘူးဒါပဲလုပ်တယ်တော့ဒါပဲကျွန်တော်လုပ်ပြီးတော့ပိတ်သက်တော့ပဲကျွန်တော်ပိတ်ဆက်တော့ဆိုတော့ဒီအချိုးမဲ့တည်းတော့ကျွန်တော်ခံစားရတာပေါ့နော်အဲ့ဒါလေးပါဟိုဇက်မင်းဆုံးမချင်တာတော့မဟုတ်ပါဘူးဆုံးမပြီးပါရလို့မဟုတ်ဘူးဘောနော်အတိပေးချင်တာပေါ့နော်အတိပေးချင်တာဟိုတက် ဇက်ကိုချစ်တဲ့ကလေးတွေရှိတယ်အများကြီးကျွန်တော်တို့ချောမောလောက်ပါရုပ်ရှင်မင်းသားရှုံးလောက်တဲ့ကလေးမန္တလေးမှာအများကြီးပဲအဲ့မင်းမင်းကလေးဟိုဇမင်းသားလေးတွေဖြစ်လာသေးတယ်ဟိုတော့ကျွန်တော်တို့မှာကိစ္စုံနေတယ်ဖြစ်လာဖို့လည်းရှိပါတယ်မရှိဘူးမဟုတ်လားဖြစ်လာတာအဖြစ်လာဖို့အတိတရားကဘာလဲဆိုတော့ဟောလူတွေဘလူဘောင်မှုတည်တယ်ဟောငါစူးစမ်းစူးစမ်းတာမဟုတ်ဘူးတော့အတိတရားထားဖို့အတိတရား ဒါကိုဆက်ဆက်နေလို့ရှင်ဓာတ်တော့ပဲလမ်းကြောင်းစဉ်းစားထားပါတော့။အဓိကဘယ်လိုပြောမလဲဆိုရင်ပိတ်တဲ့အမှကဲဖြတ်သွားလိမ့်မယ်။ကျွန်တော်တို့လည်းအဲ့လိုပဲပေါ့နော်။ကျွန်တော်ဥပမာပြောလို့ရှင်ဇက်ချောင်းနဲ့အင်အားတော့မရှိတော့ဘူး။ဒါပေမဲ့အမှုပညာခိုင်မြဲတဲ့ခါမှာပိတ်တဲ့ကကဲဖြတ်သွားတယ်။ကိုယ့်ဘက်ကလည်းစေချိုးတစ်ပုတ်စုံနိုင်ရင်လည်းဇာမင်းသားမဖြစ်ဘူး။မင်းဟောပါလေနှစ်ပါးသောတစ်ပုတ်ကနိုင်ရင်လည်းဇာမင်းသားမဖြစ်ဘူး။တော့အဲ့အပြောဆိုအလိုလုံအင်ဖြစ်နိုင်တော့တော်နာစကင်းနဲ့အောက်က ကိုနဲ့ဒန်းတူကိုကသာသနာပြုနေရဟန်းတာမဟုတ်ဘူးလေဟောတော့အောက်ကနေထိုင်ကြည့်နေရတယ်ကိုကိုပြောနိုင်စုံနိုင်လို့ထိုင်ကြည့်နေရတာလေမပြောနိုင်ဆိုစွဲကြမှာဟောဒါအစည်းဆုံးပြောရင်အဲအဲ့လိုအစင်ရောက်အောင်စူးစမ်းစီခြင်းနဲ့အားလုံးပေါ့နော်ဒါမှလည်းခိုင်မြဲတဲ့နှုတ်ပညာဆိုဖြစ်လာမှာပေါ့နော်အဲ့လိုနေရတဲ့အတွက်လည်းကျွန်တော်ကအော်မကိုရကြီးတဲ့လူလည်းရှိမှာငဲအကာရောဖြစ်တယ်အဲ့အဲ့လိုကိုပေးလိုက်ရတဲ့အတွက်အော်သူတို့ကပြီးပြီးဖြစ်သွားတယ်ငါငါကုသရတယ် ပြီးတော့မှသူ့ဘုရားမှာခရိုးလိုက်မယ်။ကဲသူအောက်ကကြည့်တယ်ဗျာ။အဲ့လိုစိတ်လေးတော့ထားပေးတယ်။အဲ့လိုလေအတိတရားလေးနဲ့ထားပေးပါဆို။ဒီလိုပဲကျွန်တော်ပြောပြခြင်းနဲ့အတိပေးခြင်းနဲ့မဆုံးမပါဘူး။အဲ့လိုပြောခြင်းတော့ဇက်ဇက်မင်းသမီးတွေဆိုရင်အပြည့်နေပြီးတော့ကုကတ်လာတာ။ထဲကြမကျွတ်တာတွေပေါ့။အဲ့မကျွတ်ပဲနဲ့ကပ်ပြီးတော့ဟောပါဆိုကျွန်တော်မမြင်သေးဘူးဘယ်တော့မှ။ဘယ်ဘုံရောက်တော့မှပြောတော့ကနေရင်းနဲ့ဘယ်ကောဝင်ပူးတယ်ဝင်ပြီးတော့ vraiment dit pour le bien bien eh chariyo mi alors j'ai dernier ya on peut comme là ah ya on est chez une gars là 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 nous on a déjà ça dit elle 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 le jour bon non ñaay ba jour jour tu ya ma là ñaay a dai là ñaay allo mais demi dia sur le chien ညနာတက်တာညတော့ညနာတက်ရင်နောက်မှညနာတက်တဲ့ရေစော်ရှိတယ်လေအဲတိုင်ကြီးနဲ့ထည့်ထားပေးတာ ောက်ရည်တော့ဒါတောက်ရည်ပေါ့တောက်ရည်ဆိုတာတက်စီတယ်တောက်ရည်ကိုထည့်ထားတာကိုညဘက်ကျတော့ stick the mind stick ဆိုတာဒီ gather လေးပေါ့နော်အလုပ်လုပ်တဲ့ခါမှာညကျတော့ခုနိုင်တော့နေချင်းကူးကူးလာကြကျွန်တော်စားမဟုတ်ဘူးဒီမင်းစားပြပြလာပေါ့နော်အဲနေချင်းကူးကူးလာရင်လည်းသူကတရေချောက်တော့မဟုတ်ကိုကိုစားတမချင်းပြန်ဖြစ်တာအဲ့ကောင်လေးကဇက်စရာစူမှာကြောက်လို့အပြင်းထက်တဲ့တဲ့စီတဲ့ကိုရေမကုန်အောင်ဆိုပြီးဝင်ထိုက်တာရေမကုန်အောင်လေရေချိုးလိုက်လို့ရှိရင်ရေကုန်သွားမှာ ကိုမကျောင်းတော့အဲ့တဲ့ဝင်လိုက်ကြမှာမင်းသမီးတယောက်ကမျက်နှာလာပြစ်တာဟာပြောမင်းသမီးကိုမြင်ပြီးကြောက်လန့်ပြီးအဲ့တဲ့ဝှက်ချလိုက်တာမင်းသမီးအကြာကြီးထိုင်ရင်တက်တော့ तू ကမွန်းလာနေပါလိမ့်မယ်အေးကြီးကနေထလာထတော့မင်းသမီးကအဲ့လိုက်ပြီးတော့ခုနှစ်လောက်စေုံပို့လိုက်ရလက်သေးလို့ဆိုတာအဲ့ဒါလေးရကြတော့တကယ်မမရရလေးတွေပေါ့နော်တကယ်ကြောက်တာလည်းမဟုတ်ကုလူစင်းစင်းဖြစ်တာသရှိမကောင်းလို့ငွေနေလိုက်တာအဲ့ဒါလေးတွေဂျုံရတာပေါ့စင်ကျိုးတာလည်းဂျုံအာအများကြီးပဲအဲ့ဒီ documentary တွေနဲ့တက်တက်လာပါအောင်မယ် အဲ့မော်အဲ့ဒါတော့လာပါဦးမယ်ဇက်ဇက်ဘဝနောက်ဖက်ကဘောဇက်နောက်ဖက်ဘောဟုတ်တယ်တော်လာဖြစ်တယ်အဲ့ဒါ producer ရှိဖြစ်မှာလေ producer တွေရှိကြပါလေအကြောင်းကျွန်တော်တို့ကတင်ပြဖို့အတွက်အသေးစိတ်လုပ်ရပါလေပြီးတော့ကျွန်တော်ဇက်စကားဆိုရှိသေးတယ်လေသူများလည်းမတူအောင်အဲ့ဒါညီအများကြီးကျန်နေတယ်ဟုတ်ဒီဒီဘောဒီဒီဘောဒီဒီဖြစ်မှာပဲပိတ်သက်ကတကယ်ဩသူ live တွေကဒီလိုပါလားကျွန်တော်ကြည့်ပါလားဘယ်လောက်ပဲနောက်မှာဘာပြဿနာတက်တဲ့ ကျွန်တော်တို့ကဲဆိုငါစိတ်ညစ်တယ်ကွာကဲလဲလဲလဲရောမမရတာကပ်ပြီးတော့စင်ပေါ်မှာတက်ပြီးတော့ဟိုးမဟိုးရီပြကျုံပြနေရတာလေအဲ့ဒါတော့အနုပြန်သမားဖြစ်တဲ့အတွက်ဟိုဘာသူမဆိုဘောနော်ကျေးဇူးတရားနားလဲရမယ်လေဒါကိုကပတ်စံပေးလို့ကနေစင်မှာသူတို့ရဲ့သူတို့အတွက်ပေးသက်ဆိုတဲ့အရာမှာပေါ်တိပပယ်လို့လို့မရအောင်သူတို့လည်းဝင်ဝင်သူတို့မိသားစုရအခက်အခဲရှိပါပဲအမောင်မူတီပြီးပတ်စံကုန်ကြီးကခံနိုင်အောင်ခံပြီးတော့လာကြည့်တာလာကြည့်ပြီးတော့ လို့ကောပျော်ရရတာတွေငူရရတာတွေကျင်းလူရရတာတွေလိုချင်လို့လာတာကို့အပူတော့ကောသူတို့တော့ပြေးနေတညတာသူတို့ပတ်စံကုန်လို့ရှိမှာပေါ့ဟုတ်လားအဲကြောင့်ပေါ့ကျွန်တော်ရရချက်ကတော့အာဖြစ်တဲ့ပြဿနာသူတို့နဲ့မဆိုင်ဘူးမနေ့ကမှကြာတာရှင်းညတော့သူတို့ငါပိုင်တယ်ငါနေပေးရမှာပဲဆိုရအတိတော့နည်းနည်းရှိပါတယ်ဟောအဲ့လိုခံယူမှလည်းအမှုပညာကသမားကောင်းစစ်မလို့ကျွန်တော်မယုံကြည်တဲ့အလုပ်ရမယ်လို့ယုံကြည်တာပေါ့နော်အဲ့တော့ဘဟုတ်ပေါ်တိပွဲလုပ်ကြည့်ပါလား တိုးမှာမင်းသားတွေလည်းအားကြီးတယ်တိုးမှာမဟုတ်တာအဲ့ခံယူချက်ကတော့ကျွန်တော်တို့ဆရာသမားတွေသင်ပေးတဲ့ခံယူချက်ပဲဆရာသမားတွေလည်းကျင့်သုံးခဲ့တာပဲလေဟိုတော့နည်းနည်းလေးတိုင်ပုံးလေးရှင်းထွက်သွားတာနဲ့ဘာလို့အောင့်မြင်တာသွားလို့ပြန်နေကို့အပူတော့ကလာကြည့်တာမှမဟုတ်တာလေဆရာကြီးပြောပြောမှုတွေပေါ့နော်